ဒါပြောရင်တယောက်နဲ့တယောက်တယောက်ဖက်နဲ့တစ်ဖက်ပေါ့နော်နားလည်မှုတွေနားလည်မှုတွေတစ်ထပ်ထဲမကြဘူးလို့နားလည်မှုကိုသူ့အကျိုးကိုအကျိုးအဲ့ဒါကိုဆွဲကင်များလို့ဒါကျွန်တော်စိတ်ရပါတော့နော်သူ့အကျိုးကိုအကျိုးဆွဲကင်များလို့ပဲကျွန်တော်ထင်တယ်ပြည့်စုံမှုတွေရှိတယ်ပေါ့နော် ဘယ်လိုပြောကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်အပြန်လှန်နိုင်လဲမှုအပြန်လှန်အတိမပြုမှုတာတွေရှိလာမယ်ဆိုရင်ဒီဖြည်ရှော့မှုကဖြည်းဖြည်းနဲ့ဖြစ်လာမယ်ဥပမာဆိုရင်ကျွန်တော်တို့အကြီးအမတိတလေးကဒီကာစာကိစ္စဆွဆွာပြီးွားတယ်ပေါ့နော်ဒါတွေကျွန်တော်တို့အနေနဲ့အတူယူစရာအများကြီးတယ်တရနည်းတစ်နည်းအများကြီးတည်ကြည်ကြတဲ့တလောက်တည်ကြည်တယ်မှာငါလည်းမှုနဲ့အပွဲပြီးတော့အဲ့ဒါကိုလည်းကျွန်တော်တို့အတွက်ဒီကလေးကျွန်တော်တို့နိုင်ငံမှာဒါအခုပြည်တော်စုအတွင်းမှာဖြစ်တဲ့ကိစ္စကျွန်တော်တို့အတွက်အများကြီး ဟိုသင်္ကန်းစာယူလို့ရမယ်ယူတိုက်ရင်ပေါ့နော်ကျွန်တော်ယူတိုက်ယူလို့ရမယ်ဒါကိုလည်းကျွန်တော်ဒါတနကဘာတဲ့ဖြစ်တဲ့ကိစ္စတကယ်ကြမ်းကြမ်းညာဖြစ်တဲ့ကိစ္စကျွန်တော်တို့နိုင်ငံစင်မဟုတ်ဒါတော့မှပြီးွားတဲ့ဆိုရင်ကျွန်တော်နိုင်ငံပြီးချင်ရင်ပြီးလို့ရတယ်ဒါပေမဲ့တစ်ဖက်တစ်ဖက်နဲ့တစ်ဖက်အတိမပြုဘူးနားလည်းမှုစေတနာထားမှုကတော့အရေးကြီးတယ်ဒီလိုပဲထားမယ်ဆိုရင်ပြီးနိုင်မှာမဟုတ်ဘူးဘာလို့ဆိုဟိုအတိပြန်ကြားတယ်ဗန်ကတော့အများကြီးကြာခဲ့ပြီဒါကြောင့်ဘိုးကျွန်တော်ပြောတဲ့က တစ်ဖက်နဲ့တစ်ဖက်အတိမှပြုမှုတစ်ဖက်နဲ့တစ်ဖက်နားလည်မှုစေတနာတွေပဲအရေးကြီးတော့ဗောနော်ဘလို့ပြောတာလဲဟိုကျွန်တော်တို့အတွက်ဒါလောလောလဖြစ်တဲ့ကိစ္စမှာဒါမပြီးနိုင်တာမရှိဘူးစူးစမ်းနေပြီ